This is Radio Free Asia. The following program is in Burmese. တော်ရရှိမင်္ဂလာပါခင်ဗျာကျွန်တော်တို့ RFA လွတ်လပ်တဲ့အာရှအသံမြန်မာပိုင်းအစီအစဉ်တွေလုံးဝရှင်းနာရပါတော့မယ်ပရိသတ်များအားလုံးကိုဝမ်းနည်းစွာနဲ့ပဲနှုတ်ဆက်စကားဆိုရပါတော့မယ် RFA ကိုအားပေးတဲ့မြန်မာပြည်သူပရိသတ်တွေမရှိဘဲ RFA ဆိုတာ ဖြစ်တည်လာစရာအကြောင်းမရှိခဲ့ပါဘူးပြည်သူတွေရဲ့ကုညီမှုတွေကြောင်းပဲပြည်သူတွေရဲ့အကြောင်းတွေကို RFA အနေနဲ့တင်ပြခွင့်ရရှိခဲ့တာဖြစ်ပါတယ် RFA အနေနဲ့တည်င်းတွေထုတ်လွှင့်တင်ပြခဲ့တဲ့တခြားဘလို့ရင်ဆိုင်ရမဲ့အနေရပဲရှိရှိ အမှန်တရားကိုဘယ်တော့မှမရှောင်လွှဲခဲ့ပါဘူး Nagis Lemonine Bay တိုင်းကားတော်တွေဥဆောင်ခဲ့တဲ့ရွှေဝါရောင်တော်လှန်ရေးစတဲ့ အထင်ကြီးဖြစ်ရတွေမှာ RFA အမြဲအတူရှိနေခဲ့ပါလေမြန်မာပြည်သူတွေရဲ့မျှော်လင့်ချက်တွေအချိန်အဟုန်နဲ့နိုးထလာခဲ့တဲ့ကာလတွေမှာလဲ RFA ကမြန်မာပြည်သူတွေကြားမှာပဲတည်ထင်းတွေရယူတင်ပြခဲ့ပါတယ်မြန်မာပြည်ဒီမိုကရေစီစနစ်ကိုစစ်ဘိုလ်ချုပ်တွေဖယ်ရှားလိုက်ချိန်မှာလဲအမှန်တရားကိုဖော်ထုတ်ပြောပြနိုင်ဖို့ RFA ရှိနေခဲ့ပါတယ်အကြောက်တရားမရှိတဲ့ RFA တည်ထင်းတော့တွေဟာအမှောင်ခေတွင်းကအခြေအနေတွေကို စင်ဆက်မပြတ်ဖော်ထုတ်တင်ပြပြီးခဲ့ကြပါတယ်။ငလင်ဘေးကြီးပေါ်ပေါက်လာခဲ့ချိန်မှာလဲကျွန်တော်တို့ RFA ဝင်တဲ့အများစု အလုယနာထားတဲ့ဂျားကပဲနီလန်းရအောင်ရှားဖွေးပြီးတော့ပြည်သူတွေရဲ့အခြေအနေတွေကိုထင်ဟက်တင်ပြခဲ့ပါတယ်။ဒါပေမဲ့အခုတော့ဘယ်တော့မှမျှော်လင့်မထားတဲ့ရန်ကုန်ငွေပယ်ဖြတ်ရုပ်သိမ်းခံရမှုနဲ့ရင်ဆိုင်လိုက်ရပါတယ်။ကျွန်တော်တို့ RFA အနေနဲ့အတန်ဒီတိတ်ဆိတ်ငြိမ်သက်သွားတယ်ဆိုပေမဲ့ အမှန်တရားအတွက်တိုက်ပွဲဝင်မှုကတော့ဆက်ရှိနေဦးမှာဖြစ်ပါတယ်။ဒီနေ့မှာတော့ကျွန်တော်တို့တန်ဖိုးထားရတဲ့ RFA ပြည်သက်တူးချင်းစီရဲ့ရှေ့မှာကို RFA ပြန်လည်ရောက်ရှိလာဖို့ယုံကြည်မျှော်လင့်ထားပါရခင်ဗျာ။မကြခင်မှာစစ်ကောင်စီတပ်ရဲ့ပေါ်တာဆွဲမှုနဲ့ပတ်သက်တဲ့တင်ပြချက်တခုကိုနှាសင်ရမှာပါခင်ဗျာ။ ရရှိမှခင်ဗျာမန္တလေးတိုင်းပြည်ဦးလွင်မြို့မှာစစ်ကောင်စီတပ်ကပေါ်တာဆွဲဖမ်းဆီးပြီးစစ်မှုထမ်းစုဆောင်းခံလိုက်ရတဲ့တားဖြစ်သူအတွေ့ပူပင်တော့ကရောက်နေတဲ့မိခင်တယောက်အကြောင်းနားဆင်ရမှာဖြစ်ပါတယ်ကိုမျိုးပြည့်နဲ့ကိုရဲနိုင်တို့ကတင်ဆက်ထားကြပါတယ်ခင်ဗျာ င်းနဲ့3ယောက်ပါသွားတယ်သူတို့3ယောက်ကိုအစင်းလည်းမစစ်ဖ ೇನೆ တန်းပြီးတော့မှသူကကားပေါ်တင်းပြီးတော့မှအလိုခေါ်တော့ရတယ်ဟိုကတခါမှမတွေ့ဘူးမကြုံဘူးဆိုတော့ကြားကြားချင်းမှပဲအန်တီကတော့3-4ရက်ကတော့သူမင်းလည်းမစားဘူးလည်းမတော်ဘူးတေးချင်တယ်ကိုပဲတေးချင်တယ်တေးဆိုပြီးတော့မှအဲ့လိုမျိုးသိကြီးဖြစ်သွားတော့ပေါ့ကိုရဲ့သားသမီးကညမှာမချင်းညမ်းတာလေးနဲ့အဲ့ဒီမှာချီနေလဲဝမ်းသာပါတယ်ပြန်လာမယ်ဆိုရင်လည်းမိစီပြန်လာပါလို့ပြောချင်ပါတယ် Thank you. ဒါကတော့တားဖြစ်သူအတင်းအဓမ္မပေါ်တာဆွဲခံလိုက်ရတဲ့အကြောင်းအခင်ဖြစ်သူပြောပြသွားတာပါဟုတ်ပါတယ်အခုတော့သူ့ရဲ့သားစစ်တပ်ထင်မှာဗာရီဂျုံတွေ့နေရလဲတကယ်တဲ့သူတို့မိသားစုရောဗာရီရင်ဆိုင်နေရလဲဆိုတာသိရဖို့ဖိတ်ခေါ်တာပါတယ်ကျွန်တော်ကတော့မြည်ပြပါအဲကျွန်တော်ကတော့ရဲနိုင်ပါမင်္ဂလာပါအန်ဒီအေးမင်္ဂလာပါအားလုံးဒီအရင်ဆုံးတော့အန်ဒီအေးရဲ့သားပေါ့လေအဲသူကဒီစစ်မှုထမ်းနဲ့ခေါ်ခံလိုက်ရတယ်ဆိုတော့ဘယ်လိုပုံစံနဲ့ခေါ်ခံရတာလဲ ဟိုသူကစစ်မှုထမ်းဟိုပတ်စင်ငါ60နဲ့ငါကြတဲ့တာသူကစစ်မှုထမ်းလည်းမတော်ရသေးဘူးဆိုတော့ဒီမှာမှကျတော့လေလုပ်ငန်းကံကံတွေကအဆင်မပြေတဲ့ခါကျတော့အဲ့ဒီစားတော့ဆိုင်မှာသူကလုံဝင်လုံနေတာပါလုံဝင်လုံပြီးတဲ့ခါကျတော့ဒီဒီလိုဒီလိုပဲတဲ့အဲ့စင်းရင်စစ်မယ်ဆိုပြီးတော့မှသူတို့ကခေါ်ပြီးတော့မှပိုင်ချင်ရနေပြီးတော့မှမင်းတို့လာခဲအောင်အဲ့စင်းရင်စစ်မယ်ဆိုပြီးတော့မှခေါ်လိုက်တာတဲ့ခေါ်လိုက်တဲ့ခါကျတော့ပြန်ဝင်လာတဲ့အချိန်မှာသူတို့ကအဲ့စင်းရင်လည်းမစစ်ဖယ်နဲ့ ဒီတိုင်းပဲပြန်အဲ့လိုသူကားဝတင်ပြီးတော့ခေါ်သွားလိုက်တာတဲ့ဒီသားလေးပဲအားကိုးရတာဆိုတော့ခုကလည်းမရှိတော့ဘူးဆိုတော့အန်ဒီရတူလာစာလေးလည်းမမြော်ရတော့ဘူးပေါ့နော်တူလာစာလေးလည်းအချိန်နေရလဲပြောစင်မကောင်းနေဘူးဆိုတော့စိတ်ရဲသားပါသွားတဲ့စိတ်ရဲနဲ့ဆိုတော့အခုအန်ဒီရလည်းဘုံဘုံလေးလို့ပြည့်နေတာဝန်သားရင်ကျမကြီးမကောင်းတဲ့လူဆိုတော့ဟုတ်ကဲ့အန်ဒီရရဲ့သားကိုသူတို့ကဒါဟိုအစင်းစစ်တယ်ဆိုပြီးတော့ခေါ်သွားတယ်ပေါ့နော်အဲ့ဒါဘယ်မှာဖြစ်ခဲ့ရလဲဘယ်နေ့ရဖြစ်မလဲဗျအော်အုံကျော်မှာဒါအုံကျော်မှာနှစ်လပိုင်း၆ရက်နေရတဲ့ ဆိုင်ထဲမှာဝေခေါ်သွားတာဒါအစင်းစင်မှာဆိုပြီးတော့မှဘသူပဲညာနဲ့ဆိုပြီးတော့ဆိုင်ထဲက၃ယောက်ပါသွားတယ်ဒါသူတို့၃ယောက်ကိုအစင်းလည်းမစစ်ဖက်နဲ့တန်းပြီးတော့မှသူကကားပေါ်တင်းပြီးတော့မှအဲ့လိုခေါ်တော့တယ်ဒါဆိုင်ထဲကခေါ်တော့တာအဲဒါကြောင့်မလို့အန်တီတို့လည်းအဲ့လိုဖြစ်နေရတော့ဗောနမဲကိုတက်ပြီးတော့ခေါ်ထုတ်သွားပါတော့ဟုတ်တယ်သူကဟိုဘိုင်နေနဲ့လာတယ်ဘာညာဆိုပြီးတော့ဗောနော်အဲဒါကြောင့်ကိုပိုင်ရှင်နေရလဲအဲဒီကလေးတွေရတဲ့ဘိုင်နေနေလဲပါလာတယ်နမဲတွေနဲ့လာတယ်ဆိုတော့တဲ့ ခုကဘလို့မှသူတို့ညှိနှိုင်းလို့မရဘူးလို့ပဲအဲ့လိုပြောနေတာဆိုတော့အန်တီကလည်းဘာမှဟိုပြောချင်းစိတ်တွေကိုမရှိတော့တာဝါသားရဲ့ဟုတ်ကဲ့အန်တီဟုတ်ကဲ့အဲ့ဒီလာဖန်းတဲ့နေ့ကအဖြစ်ပြက်လေးအန်တီအေးတိတလောက်ပြောပြပေးပါလားသူတို့ဘလို့ပုံစံနဲ့သူတို့ဒီဆိုင်ကိုလာလဲနောက်ပြီးတော့ဘလို့မျိုးပုံစံနဲ့သူတို့ခေါ်သွားလဲပေါ့လေဟိုအန်တီကတော့နေတာပြင်ဦးနေမှာဆိုတော့အဲ့ဒီကဟိုအန်တီတို့ဆင်းသွားတော့ အဲ့ဒီပိုင်ရှင်တွေကပြောတာကတော့သူတို့ကကားတွေသုံးစီးနဲ့ဆိုလားမသိဘူးတဲ့ဆိုင်မှာဟိုစားမလို့တောက်မလို့လို့နဲ့ပေါ့နော်အဲ့လိုမျိုးဝင်လာတာလို့ပြောတာအဲ့လိုမျိုးဝင်လာပြီးတော့မှခောက်ဆွဲကျော်ဆယ်ပွဲလို့ပါဆယ်လို့ပြောတာတဲ့ပါဆယ်လို့ပြောပြီးတော့မှခောက်ဆွဲကျော်ကျော်တဲ့ကလေးတွေကကျော်နေရပေါ့နော်ရှေ့မှာထွက်တဲ့ကလေးတွေကလောက်ဆောင်နေတာဆိုတော့အဲ့နေရာမှာ စသားတွေလာပြီးဆိုပြီးတော့မှအဲ့အဲ့ကပိုင်ရှင်အဲ့ထဲကကောင်မတယောက်ကတူတူလေးတွေရောဒီကလေးတွေရောနောက်ထပ်ကိုဆွဲခေါ်သွားတာတဲ့နောက်ထပ်ကိုဆွဲခေါ်သွားတဲ့ခါကျတော့အဲ့နဲ့ပိုင်ရှင်ကိုမေးတော့ပိုင်ရှင်ကသွားတဲ့ခါကျတော့ဘယ်မှာလဲနာမည်ဒီနဲ့ခေါ်တဲ့ခါကျတော့ပိုင်ရှင်ကနေပြီးတော့မှအဲကလေးတွေပြန်လာခဲ့ကြအောင်မို့တော့အော်အဲ့ဒီမှလည်းပိုင်ရှင်ကိုရဲခေါ်တာပဲဆိုပြီးတော့မှကလေးတွေကိုရှေ့ဘက်ကိုပြန်ခေါ်လာတာတဲ့ရှေ့ဘက်ကိုပြန်ခေါ်လာပြီးတဲ့ခါကျတော့မှအဲ့ကနေမှစင်းစစ်မှာအော်အဲစင်းစစ်မှာထင်းနေဆိုပြီးတော့မှ သူတို့ကလာခေါ်တဲ့ခါကျတော့အဲ့နဲ့အစင်းလည်းမစစ်ဖဲနဲ့တဲ့သူတို့ကဒီတိုင်းကားပေါ်တင်းကိုတင်းပြီးတော့ခေါ်သွားကြတာတဲ့သူတို့ကတော့အဲ့လိုပဲပြောတာဘောနော်အန်တီတို့ကတော့မမြင်ရပါဘူးဟုတ်ကဲ့ဘဲတက်ကနေလာခေါ်သွားတယ်လို့ပြောလဲသူတို့ကပြောတာတော့အဲ့ဆိုင်ပိုင်ချင်းကဒီနာအုံကျော်နီးတဲ့ဝိုက်တရားတော့တဲ့မင်းကြီးတဲ့ခါကျတော့သူကလည်းဒီစစ်တပ်ကလည်းမဆွဲဘူးဟိုစစ်တပ်ကလည်းသူတို့မဟုတ်ဘူးလို့ပြောတာတဲ့ဒါဟိုအဝေးကနေပြီးတော့မှသူတို့အကားနေလာခေါ်တော့အလိုပြောတာပဲတားရဲ့သူကအန်အေရဲ့ဒါအန်အေကိုဆက်သွဲတဲ့အချိန်မှာရောဘယ်လိုရောက်နေပြီလဲဗျာ သူ့ဖေကိုဆက်တဲ့ခါကျတော့ဖေးတယ်ဘာမှပူနေပါတော့ခုနန်းတွင်းထဲမှာသားတို့ရှိနေတယ်လို့တော်တော်စင်တော့စားလိုက်အိတ်လိုက်ပဲရှိသေးတယ်ဖေးလို့ပြောတာတဲ့ဒါပေမဲ့တာလားစားလေးရတော့ဖေတို့အမေကိုမပေးရဘူးပေါ့လို့အမေကအဆင်ပြေလားပေါ့နော်အေးဒါတော့လောလောဆယ်ခုနန်းတွင်းထဲမှာရောက်နေတယ်လို့အဲ့လိုမျိုးပြောပြတာတဲ့မန္တလေးနန်းတွင်းလားအနီးရဲ့တာရောက်နေရလေဟုတ်တယ်ဒါဟုတ်တယ်မန္တလေးနန်းတွင်းထဲမှာတဲ့ဒီလက်ရှိအချိန်ထိပဲလား လက်ရှိချိန်ထိပဲဟုတ်တယ်သာဒီ25ရက်နေ့ကသာ25ရက်နေ့ကကျတော့73ရက်လည်းလာဖို့မယ်14ရက်လည်းလာဖို့မယ်15ရက်လည်းလာဖို့မယ်နဲ့မလာတဲ့ခါကျတော့ကျမကလည်းဖုန်းလေးဆက်ရှင်နေပေါ့နော်ဖုန်းကလည်းကိုယ်ကမကန်ရတော့မျိုးသားဖြစ်သူကိုပြောတာမျိုးသားဖြစ်သူကိုပြောတဲ့ခါကျတော့သွားမဆက်နဲ့တဲ့ပိုင်ရှင်တွေကလည်းဟိုသူတို့ကြိုးစားနေတယ်ပေါ့နော်မင်းသားပြန်လာမှာပါမင်းစိတ်မပူပါနဲ့ဆိုတော့အဲ့နဲ့ကျမလည်းဖုန်းမဆက်ရလို့ဆိုစိတ်ဒုက္ခဖြစ်တော့ဒီ25ရက်နေ့ကကျတော့25ရက်နေ့ကျတော့ကျမဖုန်းဆက်လိုက်တာပေါ့နော် ဟုတ်ကဲ့ဟုတ်တဲ့ခါကျတော့အဲ့သူတို့လည်းစူးစမ်းနေပါတယ်တဲ့လက်ရှိအချိန်နေရတဲ့ဘလို့မှအဆင်မပြေသေးဘူးတဲ့အခုဟုတ်ပုံးဖက်ကိုပို့လိုက်ပြီလို့ပြောတာတဲ့ဟုတ်ပုံးဖက်ရောက်သွားပြီလို့ပြောတဲ့ခါကျတော့အဲ့ကနေကျမအခုဒီတရက်နှစ်ရက်ပေါ့နော်ကိုကလည်းအလန်နဲ့တဲတံဖြစ်နေတာပေါ့ဩလက်ရှိကအဲဆိုရင်ဒီမန္တလေးနန်းတွင်းမှာမဟုတ်ပဲနဲ့ဟုတ်ပုံးမျိုးစစ်တန်းန်းကြောင်ပို့လိုက်တာပေါ့အဲ့လိုဘလို့တော့တာရင်အန်ဒီလည်းမသိဘူးပေါ့နော်အန်ဒီကဘာမှမလုပ်နိုင်တဲ့လူဆိုတော့အဲ့ဒါသူဒီ25ရက်နေ့ညနေကျတော့အန်ဒီက ဒီပိုင်ချင်းကိုအကျိုးကြောင့်လေးသိချင်လို့ဆိုဖုန်းဆက်တဲ့ခါကျတော့အဲ့နဲ့ပိုင်ချင်းလမ်းပြောတယ်သူတို့လည်းခုခံစူးစမ်းနေပါတယ်တဲ့ဒါပေမဲ့အခုနန်းတန်းမှမရှိတော့ဘူးတဲ့ပောက်ကွဲမှုတွေများလို့ပေါ့နော်ဟုတ်ပုံးဖက်ကိုပို့လိုက်ပြီလို့ပြောတာတဲ့အဲ့နဲ့တန်ဒီယာလည်းအခုချိန်ထိမစားနိုင်မတော့နိုင်လေးဖြစ်နေမှာပေါ့တားရဲ့ဒီညီပါတယောက်နေနဲ့ကြတော့ကိုသားပြန်ပြီးတော့ဒီစစ်မှုတန်းတွေကပြန်ပြီးလွတ်မြောက်ဖို့အတွက်ပေါ့ဘယ်လိုတွေစူးစမ်းနေရရှိတယ်အဲ့လိုကတော့အန်ဒီရောကတော့လောလောဆယ်တော့မစူးစမ်းဘူးပေါ့တားရဲ့အချိန်နှားလေးအဲ့လိုမျိုး တကယ်တကယ်အထက်ကအဲ့လိုစိတ်မူတန်းတာတွေအဲ့လိုဖြစ်မယ်ဆိုရင်လည်းအန်တီတို့ကတော့ဒီလိုပဲကြည်နေရမှာပေါ့နော်ကုညီနိုင်တော့တော့ကိုကတော့ကုညီရမှာပေါ့လို့သင်စားထားတာပေါ့နော်အမတ်စင်ကလည်းဝေးသေးတယ်ဆိုတော့ဒီကြားတွေကတော့ကိုသားကဘလို့လေးပညာလေးဆိုတော့စူးစမ်းနေတာပေါ့သားရဲ့ဟိုလိုတော့တိကျတော့မပြောနိုင်ဘူးပေါ့နော်ဟုတ်ကဲ့အန်ဒီအေးရှိမှပြောသွားရရှိရလीအန်ဒီအေးရဲ့သားကိုဒါ12ရက်နေကြာပြန်ဖို့မယ်13ရက်နေကြာပြန်ဖို့မယ်ဆိုပြီးပြောတယ်လို့ပြောတာ哦ဆိုတော့အဲ့ဒါရောဘယ်သူကပြောရလဲအန်ဒီအေး ။အဲ့ဒါစာဟိုသူတို့ဆိုင်ထဲကနေခေါ်သွားတဲ့အတွက်ဆိုင်ရှင်တွေကအလုံးစင်ပြောင်းလုပ်ပေးမယ်တဲ့တာဝန်ယူပေးမယ်တဲ့အဲ့လိုမရှိလို့ဝန်ထမ်းလေးတွေလာလောက်စားတာကိုသူ့ဆိုင်ထဲက၃ယောက်ပါသွားတဲ့အတွက်ကြောင့်မလို့သူကအစင်ပြောင်းကြည့်ရှင်းပေးမယ်လို့ပြောတာအဲ့ဒါကျမတို့အင်းစနေရနေ့လာမှာစတောင်းရနေ့လာမှာနဲ့သူတို့အိုက်ကနေပြီးတော့မှကျမတို့ဖုန်းဆက်တဲ့ခါကျတော့လမ်းပြောပေးတာပေါ့နော်။သူအကုန်လုံးတာဝန်ယူပြီးတော့ဟိုကြည့်ပြီးတော့မှတဲ့သူစူးစမ်းနေတယ်ပေါ့နော်။အန်ဒီရဲ့သားရဲ့အသက်ကကြတော့ဘယ်လောက်ရှိပြီလဲ။ နှစ်ဆက်တည်းထက်ရောက်ပြီသားသူကဟိုဟာ2400မွေးတာသား2400ဆိုတော့နှစ်ဆက်တည်းထက်ရောက်ပြီပေါ့ဟုတ်ဟုတ်ကဲ့အန်ဒီရဲ့သားကတော့လက်ရှိမှာမိသားစုကိုလှုပ်ကျွေးနေတယ်လို့အန်ဒီပြောရယ်လीဆိုတော့ဘယ်လိုပုံစံမျိုးလဲဗျဟုတ်ပါတယ်သားရယ်အန်ဒီတို့ကအဲ့လိုပေါ့နော်တနေ့လုံးတနေ့စားပေါ့နော်သူကတော့သူကပင်ဘယ်မှလည်းမလုံးနိုင်ဘူးဆိုတော့အဲ့လိုလားသာလေးအစားတော့သူကရန်ကုန်မှာနေတာပါဒါရန်ကုန်ကအဲ့စားတော့ဆိုင်မှာနေပြီးတော့မှရန်ကုန်မှာလည်းအခြေအနေမကောင်းဘူးလေဆိုင်နေဝင်းဆွဲတယ်ဘာညာနဲ့ဆိုတော့အန်နဲ့အန်တီကလည်း အဲ့ဒါဆိုရင်လည်းဒါရဲ့ကိုယ်အိမ်မှာကိုယ်ပဲလာပြီးတော့လောက်ပါဆိုပြီးတော့မအိုက်ကနေပြန်လာတာဒါရဲ့ပြန်လာပြီးတော့အိမ်မှာပြန်လောက်ရတာဆိုတော့ပင်မနဲ့လေသူကကိုယ်ရင်လူတော်လေးဆိုတော့ပြန်ပင်မနဲ့ဆိုတော့အာနဲ့ဒါရဲ့လို့ပင်မမှာတည်းအေးလို့ဆိုင်လေးတစ်ဆိုင်လောက်တော့อืมပြောမှဖြစ်မှာလို့ဆိုတော့အာနဲ့အမျိုးသားရဲ့တငယ်ချင်းကနေပြီးတော့မှအေးငါညီရတော့ဒီလိုလိုပဲအုံကြောမြေပြန်မှာလူလိုးနေတယ်ဆိုတော့အဲ့ကနေပြီးတော့မှသူကခေါ်ပြီးတော့မှအဲ့လိုမျိုးတွင်းပေးတာဒါရဲ့အဲ့ကနေပြီးတော့မှကိုယ်က9လ6လတည်းပဲရှိသေးတယ် <laughs> အနီးရဲ့သားလက်ရှိကစစ်တနန်းတက်နေရပြီပေါ့ဗျာအဲနောက်ပိုင်းဒီစစ်တနန်းပြီးသွားလို့ရှင်တော့သူတို့စစ်မြေပြင်ပို့ခံရမှာပဲဒီအရှင်နေထီကောအနီးဘာတွေပို့တွေးထားမိလဲအန်ဒီကတော့ဘာမှမတွေးထားဘူးအန်ဒီကတော့အဲ့အဲ့လိုတောင်းတောင်းခံနိုင်မလားလို့ပဲစဉ်းစားမိတယ်အန်ဒီသားကကျွန်တော်တို့ဒီ podcast ကိုနားထောင်နေမယ်ဆိုရင်အန်ဒီဒီကနေဘာများပြောရှင်လဲသားအတွက်လीသားမေးစီကိုမြန်ပြန်လာလို့ပဲပြောရှင်တာပေါ့ ကိုရဲ့သာမီးကြီးကမှမချင်းညာတားလေးနဲ့အဲ့ဒီမှာချီနေလဲဝမ်းသာပါတယ်ပြန်လာမယ်ဆိုရင်လည်းမိစီပြန်လာပါလို့ပြောချင်ပါတယ်သူလည်းမေချောင်းကိုတီးတယ်ဆိုတော့အမေဆောင်နေရလို့ပဲပြောပေးပါသူကဟိုထဲမှာရောက်လာတော့မှမေကိုပတ်စံမပေးရလို့ပဲသူကအဲ့အိုင်းနဲ့ပြီးနေတာ ။သူကအမေဒါနေကောင်းနေတဲ့တားတဲ့မင်းကိုပတ်စံမပေးရလို့ပဲတဲ့သူကစိတ်မကောင်းဘူးလေ။တားဖြစ်သူပေါ်တာဆွဲခံရတဲ့မိခင်တူရဲ့တောက်ခါအကြောင်းကိုမျိုးပြင်းနဲ့ကိုရဲနိုင်တို့ကတိဆက်ခဲ့ကြတာပါ။ကျွန်တော် RFA လွတ်လပ်တဲ့အာရှအတန်းညဘာပိုင်းအစီအစဉ်တွေလုံးဝရှင်းနာပါတော့မယ်ပြည်သက်များအားလုံးကို ဝမ်းနည်းစွာနဲ့ပဲနှုတ်ဆက်စကားဆိုရပါတော့မယ်။ RFA ကိုအားပေးတဲ့မြမပြည်သူပြည်သက်တွေမရှိဘဲ RFA ဆိုတာဖြစ်တည်လာစရာအကြောင်းမရှိခဲ့ပါဘူး။ပြည်သူတွေရဲ့ကူညီမှုတွေကြောင်းမယ်ပြည်သူတွေရဲ့အကြောင်းတွေကို RFA အနေနဲ့တင်ပြခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ RFA အနေနဲ့တည်င်းတွေထုတ်လွှင့် တင်ပြခဲ့တဲ့တလျှောက်ဘလို့ရင်ဆိုင်ရမယ့်အန်ရယ်ပဲရှိရှိ အမှန်တရားကို ဘယ်တော့မှမရှောင်လွှဲခဲ့ပါဘူး။နာဂစ်လေမုန်တိုင်းဘေးတိုင်းကားတော်တွေဥဆောင်ခဲ့တဲ့ရွှေဝါရောင်တော်လှန်ရေးစတဲ့အထင်ကြီးဖြစ်ရတွေမှာ RFA အမြဲအတူရှိနေခဲ့ပါလေ။မြန်မာပြည်သူတွေရဲ့မျှော်လင့်ချက်တွေအရှိန်အဟုန်နဲ့နိုးထလာခဲ့တဲ့ကာလတွေမှာလည်း RFA ကမြန်မာပြည်သူတွေကြားမှာပဲတည်င်းတွေရယူတင်ပြခဲ့ပါလေ။မြန်မာပြည်ဒီမိုကရေစီစနစ်ကိုစစ်ဘိုလ်ချုပ်တွေဖယ်ရှားလိုက်ချိန်မှာလဲအမှန်တရားကိုဖော်ထုတ်ပြောပြနိုင်ဖို့ RFA ရှိနေခဲ့ပါတယ်။အကြောက်တရားမရှိတဲ့ RFA သတင်းတောက်တွေဟာအမှောင်ခေတွင်းကအခြေအနေတွေကိုစင်ဆက်မပြတ်ဖော်ထုတ်တင်ပြပေးခဲ့ကြပါတယ်။ငလင်ဘေးကြီးပေါ်ပေါက်လာခဲ့ချိန်မှလည်းကျွန်တော်တို့ RFA ဝင်တဲ့အများစု အလုတ်ရနာထားတဲ့ကြားကပဲနီလန်းရအောင်ရှားဖွေးပြီးတော့ပြည်သူတွေရဲ့အခြေအနေတွေကိုထင်ဟက်တင်ပြခဲ့ပါတယ်။ဒါ့ပြင်အခုတော့ဘယ်တော့မှမျောလင့်မထားတဲ့ ရန်ပုံငွေပယ်ဖျက်ရုပ်သိမ်းခံရမှုနဲ့ရင်ဆိုင်လိုက်ရပါတယ်ကျွန်တော်တို့ RFA အနေနဲ့အတန်တွေတိတ်ဆိတ်ငြိမ်သက်သွားတယ်ဆိုပေမဲ့အမှန်တရားအတွက်တိုက်ပွဲဝင်မှုကတော့ဆက်ရှိနေအောင်မှာဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့တံမိုးထားရတဲ့ RFA ပြိသက်တူးချင်းစီရဲ့ရှေ့မှာကို RFA ပြန်လဲရောက်ရှိလာဖို့ယုံကြည်မျှော်လင့်ထားပါတယ်ခင်ဗျာတော်ရရှိမြမပြည်သူများကိုစိတ်နှပြကျမ်းမှရှင်လန်းပြီးဘေးရန်အပေါင်းကအမြဲဆုံးကင်းဝေးနိုင်ကြပါစေခင်ဗျာ have been listening to Radio Free Asia.